ာကာသာတွေကမရေမတွက်နိုင်တဲ့ကျဲအစုဝေးတွေကို Galaxy လို့ခေါ်တယ်။ကျွန်တော်တို့ရဲ့ကဘာကြီးပါဝင်တဲ့ Galaxy ကိုတော့ Mickey Way လို့ခေါ်ပြီးတော့ကျွန်တော်ကဘာကြီးကိုတော့ညီမလေးလို့ခေါ်တယ်။ Rohit ရဲ့အဖေကသိပ္ပံပညာရှင်တူဖြစ်ပြီးတော့အားရင်အားသလိုဂျိုသားတွေကို EDN နဲ့လှမ်းပြီးတော့တီးပြရတဲ့သူပါ။မိမလည်းကိုဝင်ကြီးနဲ့ဆိုတော့ညညာဆိုအားနေတာပေါ့။အခုလည်းအကွက်ဆန်းနေပြလိုက်တော့ဂျိုသားတွေရဲ့ဆောက်ရမ်းနေကြွေးပြီးတော့ဟိုဘက်ကနေပါတီပေးဖို့လှမ်းပြီးတော့ကန်လန်းတယ်။ဒီအကြောင်းကိုအာကာသာစကမ်းမှာတွားပြီးတော့မယုံနဲ့ပြဝိုင်းပြီးတော့အားလာခံလိုက်ရတယ်။ စိတ်ငြင်းနေတဲ့လင်မယားနဲ့ပြန်လာခဲ့လိုက်ရင်လမ်းမှာဂျိုသားကြီးတကယ်ဆင်းလာတာကိုတွေ့လိုက်ရပြီ။မတ်မယ်လိုအိန္ဒိယဗားရှင်လေးကလည်းငါတို့ရဲ့ကဘာပေါ်မှာဂျိုသားကြီးဆိုပြီးလက်ထွက်ပြလိုက်တာတခါတည်းကန့်သွားတယ်။မိမဖြစ်တဲ့သူကလည်းပြုတ်ကြတော့ကောင်းကောင်းမကြဘဲနဲ့ကက်တီးယားလမ်းကိုဘိုက်နဲ့ပြေးထောက်တယ်။အဲ့မှာပဲမွေးလာတဲ့ကလေးကကြက်မပြေတော့ကလေးနာမည်ကရိုဟစ်ရိုဟစ်လေးကသားဖောင်းရင်6ရက်လောက်ကြာလာရမယ်အရွယ်မှာတော့မှ6တန်းမအောင်လို့ကျောင်းဝကြီးကိုမနဲ့ငိုယူပြီးတော့9တန်းကိုတင်ခိုင်းထားရတယ်။ဒါမဲ့သူကကြက်တာမပြေတာ9တန်းခန်းထဲမှာတော့အဝါသင်းကောင်းဆောင်။တစ်ခါတခါလည်းကလေးကိုလှုပ်ပြီးတော့ရက်ွက်ထဲမှာပတ်ပြီးတော့ကျန်းတယ်။အခုလည်းတရားပေါ်မှာဘိုက်ကာကြီးနဲ့တိုးပြီ ကျက်မပြည့်ပေမဲ့စာမသေးတဲ့ရိုဟိတ်ကဘိုက်ကာတွေကိုဘိန်းကြီးစီးရတိုင်းမြို့လယ်ကောင်မှလီပါပုတ်ပြီးဖင်မရတဲ့ကြောင်ရွှေချိုးလေးဒူးနဲ့ပြေးတိုက်ပြီးရှင်းပြလိုက်တယ်။နောက်ပြီးတော့ကောင်မလေးတယောက်ကလမ်းလာမိတဲ့ကိစ္စကိုမလိမ့်တဲ့ဘက်နဲ့ရုပ်ရှင်ကိုလိုက်ဖို့ခိုင်းလိုက်တယ်။နောက်ချက်သားမပြည့်ကကလင်ကြီးကြီးကြရမယ်ဆိုရင်တော့ထိတ်ဆုံးသွားကျွန်တော်တငငချင်းနေလို့ပဲ။ကောင်မလေးတော့မသိချောင်သူ့ဘာသူကျက်မပြည့်လို့ကြောင်တောင်ဖြစ်နေတဲ့ရိုဟိတ်ကိုရှင်းတော်တော်ပြောရတာပဲလို့ချီးကျူးလိုက်တယ်။ဒါပဲလားဆိုတော့မဟုတ်သေးဘူး။ညရောက်တော့ကလေးတက်တိုင်းနဲ့ပါတီရီတက်ပြီးတော့ပွဲကြီးခံကြပြန်ပြီ။ကောင်မလေးခင်ဗျကန်းဆိုးကျင်တော့ရိုဟိတ်နဲ့သွားဆုံတယ်။အဲ့မှာပဲရိုဟိတ်ကနွားလုံးနဲ့ရေထက်ချိုးပစ်လိုက်တယ်။ နောက်တစ်ရက်ကျအမေကတောင်းပန်ခိုင်းလို့ရိုဟိတ်ကတောင်းပန်သာရေးပြီးတော့သွားပို့ဒါပေမဲ့ဘယ်နှမှာထားခရမယ်မသိတာနဲ့ကားထိုင်ကောင်ကကောင်မလေးရဲ့ခေါင်းတက်တဲ့နေရာမှာပီကင်နဲ့ပြေးကတ်တယ်အဲ့မှာပဲဘိုင်ကာကောင်ကရိုဟိတ်ကိုတွေ့သွားပြီးတော့တေးပေါက်တိုင်းနာကျင်နေခဲ့တဲ့အမျိုးရင်းနဲ့ရှယ်ပြင်းတော့တယ်အမေဖြစ်တဲ့သူကအောင်းထီလိုက်လာထမင်းကတော့ကြိုက်ပြီးတော့ဘာဘီလို့တိတ်မားနေပြီဆိုပြီးကြမ်းကြောင်းတိုင်းနဲ့ထွက်ရှင်တော့မှကောင်မလေးကအကြောင်းဆုံးတီးပြီးရိုဟိတ်ကိုတနာသွားတယ်အဲ့အဲ့လိုတနာသွားပြီးတော့နောက်တစ်နေ့မှပဲကောင်မလေးရဲ့စပိန်တိဝဲပြီးတော့ရိုဟိတ်ကိုသွားချော့တယ်။ရိုဟိတ်ကတော့စိတ်ဆိုးတယ်ဟဲ့ဆိုပြီးနှခမ်းဆူပြီးတော့မူးနေတယ်။အဲ့မှာပဲကောင်မလေးရဲ့စိတ်ဆိုးပြောင်းဟဲ့ဆိုပြီးဘာမဆိုင်ညာမဆိုင်လူကြီးပါတီကိုခေါ်သွားလိုက်ရတယ်။ စိတ်သာဆုံးနေရိုဟိတ်ကပါတီမှာတော့အတေခဲဖေးတူသားလေးဒါမျိုးကြောင့်မြူးလို့အဖွဲထဲကကလေးမလေးတယောက်ကလည်းလူကလက်တောက်လောင်းနဲ့ချက်မပြည့်တဲ့ကောင်ဆော်လိုက်ကြီးကစင်ရိုင်ကြီးပြစ်ခတ်ပြီးတော့တင်းပေးပလိုက်တယ်။မြောက်ပင်ဂွေးတောင်ကားရတဲ့ရိုဟိတ်ချက်ချင်းလန်ငင်းမှာရီးသားစကားကြီးပြေးပြော်ပြီ။ဟိုကလည်းအယူဆိုင်ချမ်းတိုင်းကဘာကြီးအေဂျင့်နဲ့ဟဲဆိုပြီးချက်ချင်းလန်ငင်းအဖြေကြီးကောက်ပေးပလိုက်တယ်။ဒါနဲ့လည်းမပြီးသေးဘူးအိမ်ထဲကိုဝင်ရောက်ခွန်မတွေကိုမိတ်ဆက်ကြရင်လည်းရောက်ခွန်မတွေကအပီတန်မတော့ကြဘူးဆိုလို့တမိသားစုလုံးပိတ်ပန်ငေါက်ပလိုက်တယ်။အဲ့ဒီနောက်မှာပဲကောင်မလေးကိုခေါ်ကွန်ပျူတာတင်ခိုင်းမယ်ဟဲဆိုပြီးအိမ်ကဆက်ဖွင့် EDN ကိုကောက်တီးပြလိုက်တယ်။လူကသာချက်မပြည့်ရနော်ဒါမျိုးကြဘူးသူကမတင်ပေးကြမလို့ အဲ့ဒီညမှာပဲဂျိုသားတွေရွာထဲဝင်လာလို့အုတ်ကြီးရဲ့ဘောင်းဆိုင်ညမဆိုင်ဟောလိုဝင်းပါတီခုနှစ်ရက်ပိတ်ပလိုက်တယ်။ပါတီတကာပတ်ကျန်လာတဲ့ဇိုးပဲလေးရိုဟစ်အခုတခါမေးရမလွတ်လို့မမြူးရတော့မမြူးရလို့တိုးနေရတဲ့ကြားတယ်ဘောလာတကောင်အေးရှိလာပြီးလေချုံးနေလို့ဇိုးပဲရိုဟစ်ကရေအိုးကိုရိုက်ခွဲပြီးတော့မောင်းထုတ်ပလိုက်တယ်။ညကောင်ကတော့လူစုခွဲပြီးတော့တကောင်နဲ့ကြံနေခဲ့တဲ့ဂျိုသားလေးဂျာတူဖြစ်နေတယ်။ ရိုဟိတ်ကတော့ထုံးစံနိုင်ဘောလာသိရပြီဟဲ့ဆိုပြီးမကြောက်မလန့်တဲ့အိမ်မော်ခေါ်တင်ထားလိုက်တယ်။အဲ့ဝေကြည်တဲ့ရိုဟိတ်ကဂျိုသားကိုဘာစားမလဲလို့မေးတော့ဟိုကနေအောင်ကြီးပဲစားတာအာဟာရဖြစ်ကြအောင်ပြန်ပြောတယ်။ကျွန်တော်တို့အာဟာရဖြစ်မဲ့အရာတော့ညီမလေးရဲ့အပြုံးလေးပေါ့။ကောင်မလေးခင်ဗျားတော့ကလေးတက်တိုက်ရဲ့အချက်မပြည့်တဲ့ကြီးပေါ်ကြီးရဲ့ဂျိုသားတကောင်ရဲ့တော်တော်ကိုဟုတ်နေပြီ။ဘိုင်ကကောင်ကရိုဟိတ်ကိုမနာလို့ဖြစ်ပြီးတော့သူ့မိဘတွေကိုကောင်မလေးကိုတောင်းပြီးတော့ပြောတယ်။ရိုဟိတ်ကလည်းစိတ်ထိခိုက်ပြီးတော့ဂျိုသားခံတယ်ကိုလမ်းငိုတယ်။အဲ့မှာအမေဖြစ်တဲ့သူကရောက်လာပြီးတော့တားမိနေအောင်အတူတူဖက်ငုံနေကြလို့ဂျိုသားကောင်မျက်ရည်တွေဝဲသွားပြီးတော့မနဲ့ကြတော့အတွင်းရည်ထွက်ပြေးပလိုက်တယ်။ဟောဇလန့်ဒီမှာစပြီ။ ရိုဟိတ်ကမျက်မှန်မလို့တော့ကျောင်းရောက်ချင်းပဲဆယ်တန်းပု္ပ္ပစာတွေကိုစိတ်နဲ့တွက်ပြနေလို့ကျောင်းကိုကြည့်ပါမျက်လုံးတွေပြူးသွားရပြီ ကွန်ပျူတာခန်းထဲမှာဆရာနှစ်ယောက်ကိုယ်တိုင်လိုက်ပို့တာတော့ကွန်ပျူတာဆရာရိုးဝေးကိုအထင်သေးပြီးတော့ဖိုင်ကူးနီးတွေထားမိပြီးတော့ပညာပြတယ်။ရိုးဝေးကလည်းဒါမျိုးတော့ဘဲရမယ်။ Channel မြန်မာဇက်ကားဒေါင်းလေးနဲ့ပွန်ဟတ်ကအကောင့်ဖောင်းလေးရပါတခါတည်း asset ပြောပြပေးလိုက်တယ်။အဲ့မှာအကုန်လုံးကဝိုးဝမေးစင်းနေဖြစ်ကုန်ကြပြီ။ပြန်ထွက်မှလည်းဆရာကောင်ကိုမနှိမ်နဲ့မှဆိုပြီးတရားထိချခဲ့တယ်။ Volleyball ကွန်းမှာလာပြောင်တဲ့ကောင်တွေကိုလည်းအညိုးရင်နဲ့ share ပြင်းတော့တယ်။အားရှိရကွာဆိုပြီးလက်မောင်းညှင်းပြလိုက်တာအင်ဂျီတွေပါပြဲကုန်ပြီ။ဒါနဲ့လည်းမပြီးသေးဘူး။အပြတ်မှာကောင်မလေးကိုအတီပေါက်တွေဆွဲဖက်စိုက်ကြည့်ပြီးတော့ဒေါကီပြစ်ထည့်တယ်။ကောင်မလေးကတော့ဆယ်ပြားလုံးနဲ့သူ့ဘဲကြီးတကယ်ကောက်သွားပြီဆိုပြီးဦးချောင်ချောင်လေးကြည့်နေတယ်။ အမေဖြစ်တဲ့သူကဖွားထားတဲ့ဂျိုသားကိုတွေ့ပြီးတော့ယောက်ျားဖြစ်သူကိုသတိရသွားတယ်။သူသားမက်ရှ်မဲလို့မဟုတ်ပါကြောင်းဖင်ပိတ်ညင်ရဲစခန်းနေပို့မယ်ဇွတ်လုံးနေလို့မနေ့ကိုလိုက်ဆွဲထားတယ်။ကျောင်းကြီးကရိုဘေးတို့ကျောင်းမှာကျန်ခဲ့တဲ့အကြောင်းတွေကိုဖုံးလန်းဆက်တော့မှကျေးဇူးရှင်လေးဟဲဆိုပြီးပြေးဖက်တာ။တစ်ဖက်မှာလည်းဂျိုသားတကောင်ကျန်နေခင်မှန်းသီးလို့ရဲတွေကတမျိုးလုံးကိုပတ်စိတ်တက်ပြီးတော့လိုက်ရှာနေပြီ။ရိုဘေးကတော့လုံးနေရဲဆယ်ပြားတင်မို့နောက်တစ်15ပြားလောက်ပိုးနေပြီမို့လို့ထိန်းလို့မရတော့ဘူး။ကာဝဲတွေဘာတွေပါဝင်းပြိုင်စင်မော်ရီတက်ကီမီကောက်တွေထောင်ထပ်ကြည့်တိုင်းနေကျင့်ပြီးတော့ကောင်မလေးကိုထတ်ချွေတယ်။ဒါနဲ့တင်အားမရဘဲနဲ့ဘိုက်ကဘဲကိုလည်းဘော်လီဝုဒ်ပြိုင်ပို့မယ်ဆိုပြီးစိန်ခေါ်တယ်။နိုင်တဲ့လူသူကြီးဆောင်ကိုနန်းကြီးတယ်။ ကောင်းမလေးတော့သွားပြီဟဲ့ဒီဆော်ယူယူကြီးသားတော်မိတာမှားပြီဟဲ့ဆိုပြီးငိုချင်းသွားတယ်ဘုစုခယူရီနဲ့ဆယ်ပြားရိုဟိတို့ဖွဲ့ထားတဲ့အတင်းကိုဘသူကမှအထင်မကြီးရောက်ဒါပေမဲ့ပွဲထဲမှာဂျာရုရဲ့အစွမ်းအနေနဲ့လေဘော်ရီတက်ကိုပေါ်တိုင်းနေတုံးပြီးတော့ဘိုက်ကာကောင်းလို့အပီဖျဲတယ်မိုးအောင်လို့တည့်ရလေးညိုလာတဲ့အချိန်ဂျာရုကဘက်ထရီခဏကုန်သွားပြီမယ်အမီလိုက်ပြီးတော့နောက်ဆုံးတမတ်အတာနဲ့ကပ်ပြီးတော့အနိုင်ယူလိုက်တယ်ကလေးတစ်တိုင်းနဲ့ဆယ်ပြားတော်မနိုင်ရကောင်းလားဟဲ့ဆိုပြီးဘိုက်ကာရီကရှယ်လောင်းနေပြီအမေရိုဟိကကောင်းမလေးရဲ့လာနန်းတော်မခံမနဲ့ထွက်ပြေးနေတယ်သူပေါ့ ကိုယ်ဆယ်ပြဒါနဲ့လည်းမပြီးသေးဘူးအယူမုံချောင်းတသက်နာကြီးရှယ်ထုတ်ပြီးရှင်းပြနေလို့ရောက်ခမကြီးလည်းဘသက်တွေပိတ်ကုန်တယ်အဲ့ဒီရောက်ခမကြီးဆိုရလဲဟိုတစ်ခေါက်ကအပီတယ်မတော့လို့လာငေါ့ကလေးကရှိန်းနေပြီးသားဖြစ်ချင်တော့ကလေးတွေကနှိုင်းအောင်ထွက်တယ်နှိုင်းအောင်ထွက်ပြီးအပြန်မှာဘိုက်ကားကြီးနဲ့တိုးတယ်နေကင်းချောင်းတော့ဆောက်ချက်ခွဲတော့ခွဲပြီးတော့ညရောက်မှဘွားလေးလို့လို့မရတော့ဘူးအခုတော့ကျွန်တော်ပြေးနေရပြီဒါပေမဲ့ကလေးတွေကလည်းရိုဟိဘောဘောတွေအချာပင်မဟုတ်ဘူးအဲ့တော့ရတဲ့တူးတွေကိုတုံးပြီးတော့လွတ်အောင်ပြေးကြတယ်ကိုလာရှိလိုညီကိုတွေတရင်ရသွားပြီးတော့ကားတွေနဲ့ဝိုင်းထားတဲ့ကြားရပြီရိုဟိကစော်လေးဝယ်ပေးထားတဲ့စပိန်လေးနဲ့ဂျာတို့ကိုဝင်ပြီးတော့ကဲသွားတယ်နောက်ဆုံးတော့ဘလို့မှမတက်နိုင်တော့တဲ့အဆုံဂျာတို့ကိုပြန်ဖို့ကိုလှုပ်ရတော့တယ်ရိုဟိက EDN နဲ့ပြေး ြေးဒီနေတော့ကိုလာရွှေတို့ကတရုံလုံးကလူတွေကိုတုံးပြီးတော့အိမ်ကိုဝိုင်းထားလိုက်တယ်။ရိုးရေးကတော့ရောက်အောင်ပြေးဖို့ကြိုးစားပေမဲ့ဒင်းနဲ့အတီးခံလိုက်ရပြီးတော့နှစ်ဖူးမှာပတ်ထထုတ်ကတ်လိုက်ရတယ်။ ဒါပေမဲ့ဘယ်ရမလဲ။ तू ကရိုဟစ်ရက်ွက်ထဲအကျက်မပြည့်တဲ့10ပြားကောင်လေးကဂျိုသားကိုတလိမ့်ဆန်တဲ့ကောင်လုံးစမ်းသက်ခံအောင်ပို့ကြတော့မယ်လူတွေလက်ထဲကနေမရရအောင်ခဲဖို့ကြိုးစားတယ်။ဂျိုသားပဲဖြစ်ဖြစ်ကလေးတဲ့တိုက်ပဲဖြစ်ဖြစ်တငယ်ချင်းဖြစ်ရင်ပြီးရောဆိုရင်ရိုဟစ်ကအသက်ဆွန့်ပြီးတော့ဂျာရူးကိုရအောင်ဝင်လူတယ်။ကိုလာရွှေတို့ကတရားရီဘာတွေချိုးပြီးတော့တားကြပေမဲ့ရိုဟစ်ပေါ်ကဂေါ်ပဲလေးစောက်ခွက်ပြောင်းတာပဲခံလိုက်ရတယ်။နောက်ဆုံးတော့ဂျာရူးတို့မျိုးနယ်ကကဘာပေါ်ရောက်လာပြီးတော့ဂျာရူးကိုပြန်ခေါ်သွားကြပြီ။အဲ့မှာဂျာရူးမရှိတော့ဘိုင်ကာကောင်ကသူတို့တွေလာဖျင်းရိုဟစ်ကလည်းဒေါသတွေထွက်ပြီးဘောလုံးနဲ့ပိတ်ကန်လိုက်တာဘိုင်ကာကောင်နောက်ကျုံးနေ12ပေါက်လောက်လွှင့်သွားတယ်။အဲ့ကြမှာဂျာရူးကရိုဟစ်စီမှာပြား20လောက်ချမ်းထားခဲ့တယ်ဆိုတော့ ိလိုက်ရတယ်နောက်ဆုံးတော့ချစ်သူနှစ်ယောက်ကောင်းဝင်ကြီးကိုမော့ကြည့်နေနေပဲဇလန်းလေးကအဆုံးသက်သွားတယ်ကျွန်တော်လည်းတစ်ချိန်ချင်းတော့ညီမလေးရဲ့လက်ကလေးကိုဆွဲရင်းနဲ့ဂျယ်ရီဆုံနဲ့ကောင်းဝင်ကြီးအလောက်ငေးကြည့်ချင်ပါသေးတယ်ပြီးပြီ